မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရနေ့တိုင်းတရချောင်းမြို့နယ်မှာတိုက်ပွဲ၃ချိန်ဖြစ်ပွားပြီးတော့စစ်တပ်ကဆက်၃ဦးသေဆုံးတာလက်နက်9လက်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စက်တဘာလ29ရက်နေ့မနက်7:00နာရီခန့်မှာတရချောင်းမြို့နယ်ကြောက်လီကရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ကြမ်းမဆစ်ခွေးတက်ကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာတနာဤကန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့တော်လိုင်းပူပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်တအူးမြင်းနဲ့စွာကြဆုံးခဲ့ရတယ်လို့သိရပါဗျ။စက်တဘာလ30ရက်နေ့မှာလည်း မနက်9နာရီလောက်ကစတင်ပြီးတော့ည9နာရီအထိတိုက်ပွဲထမှန်ဖြစ်ပွားခဲ့ပြီးတော်လိုင်းရဲဘော်တအူထမှန်ကြောင်ဆုံးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီဖိပိတိုက်ပွဲနှစ်ကြိမ်အတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်က9ဦးတေဆုံးက9ဦးထက်မနေ့ထိခိုက်ဒဏ်ရာရရှိပြီးတော့ဒဏ်ရာပြင်းထန်တဲ့သူတွေလည်းပါဝင်တယ်လို့သိရပါတယ်။ တိုက်ပွဲများအတွင်းမှာကာကွယ်ပူးပေါင်းတပ်ဖွဲ့ဘက်ကလက်နက်တလက်ဆုံးရှုံးခဲ့တော်လဲစစ်သားအလောင်းများနဲ့လက်နက်တချို့ကိုသိမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုဒဝဲခရိုင်တပ်ပေါင်းစုနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။ဒါ့အပြင်အော်တိုဝါလာ၈ရက်နေ့မနက်7:45မိနစ်ခန့်မှာလဲတရချောင်းမြို့နယ်ဗရက်ကြီးရွာကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များကဖမ်းမှန်ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဲ့ဒီထိတွေ့တိုက်ပွဲအတွင်းအကြမ်းစစ်တပ်ဘက်က၄ဦးသေဆုံးပြီးတော့၎င်းတိုက်ခိုက်မှုကိုဒဝဲခိုင်တပ်ပေါင်းစုနဲ့ KNU တပ်မဟာ၄တရင်စစ်နှစ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲများအတွင်းမှာအကြမ်းစစ်ခွေးတွေဇီကနေလက်နက်ခုနှစ်လက်နဲ့ခဲယမ်းများကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့ဒဝဲခိုင်တပ်ပေါင်းစုအနေနဲ့ အောင်ပွဲတွေဇက်တိုက်ရဖို့ဆိုရင်အနောက်ကနေပြီးတော့လက်နက်ခဲရမ်းတဲ့ကြီးစံများကိုဖြည့်တင်းပေးနိုင်ဖို့ပြည်တွင်းပြည်ပကထောက်ဖို့ရဲဘော်များဒီထက်မကပုံမအားဆိုင်ပေးကြဖို့လိုပါတဲ့၅နှစ်သားအရွယ်ရှိပြီဖြစ်တဲ့ကျွန်တော်တို့ရဲ့တော်လိုင်းရဲဘော်တွေရဲ့စူးစမ်းအားထုတ်မှုအသီးအပွင့်တွေဒီထက်မကမြင်လာရမှာဖြစ်ပါတယ်ရှေ့ဆက်ပြီးတော့စီရင် level မြင့်လာနိုင်တဲ့အတွက်ပြည်သူများအားလုံးစီရင်3ရှိကြဖို့ ပြည်သူကိုပြစ်မှတ်ထားတဲ့အကြမ်းဖက်လေးချောင်းတိုက်ခိုက်မှုတွေကြုံလာနိုင်တဲ့အတွက်အထူးယူဆိုင်ကြဖို့မှာကျင်ပါတယ်လို့ဒဝဲခိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတာမြင်းညာမြို့နယ်လယ်သိပ်ရွာအကြမ်းဖက်စစ်တပ်ရဲ့စူပောင်းဂိတ်ကိုဝင်ရောက်တိုက်ခတ်ရာစစ်သား၈ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ၄ရက်နေ့မိုးလယ်၂နာရီအချိန်မှာမြင်းညာမြို့နယ်လယ်သိပ်ရွာအကြမ်းဖက်စစ်တပ်ရဲ့စူပောင်းဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့၎င်းပစ်ခတ်မှုကြောင့်စစ်ခွေးတွေဘက်ကထိခိုက်သေဆုံးမှုတွေများပြားခဲ့ကြောင်းဒေသခံပြည်သူများကအတိအပြုပြောဆိုထားပါတယ်။စစ်ခွေးရဲခွေးနဲ့ပြူခွေးတွေစူပောင်းပြီးဖွင့်ထားတဲ့စစ်စစ်ဂိတ်ဝင်ပစ်ခတ်ရပါတယ်။ စစ်ခွေးဂိတ်ကမြင်းညာမျိုးသားတရဦးမန္တလေးလမ်းမကြီးပေါ်မှာဖွင့်ထားတာပါအဲ့ဒီဂိတ်ကိုအပြစ်ခံရတာမှန်ပါတယ်လို့လယ်သိရွာသားတဦးကအတိအပြုပြောကြားထားပါလေမြင်းညာခရိုင်တိုင်ရင်ခေါ်ဇီရိုပြောက်ကြားတပ်ဖွဲ့ကတောင်းအရှိသူဘိုးတက်ကြီးကတော့စစ်တပ်ဂိတ်ကို RPG ပခုံးထားနဲ့ပြစ်ခတ်ခဲ့ပြီးတော့တိုက်ပွဲဖြစ်ပွားချိန်မိနစ်20ကျော်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်အထိနာသွားတဲ့စစ်စေးရေးဂိတ်ကလက်နက်များကိုယူရန်စူးစမ်းနေတဲ့အချိန်မှာစစ်ခွေးတွေဘက်ကစစ်ကူတွေရောက်ရှိလာတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ရှင်းပြထားပါတယ် ခိတွေ့တိုက်ပွဲမိနစ်20ကျော်ကြာမြင့်ခဲ့ပါတယ်စစ်ခွေးနဲ့ပြူခွေးတွေကဂိတ်ရဲ့ဘန်ကာရဲကိုပြေးပြီးတော့ဝင်ပုံးနေတော့ရဲဘော်ပေါ့ပါကရဲရင်စွာနဲ့ RPG နဲ့ပစ်ခတ်ခဲ့လို့ဘန်ကာကိုတိကျစွာမှန်ကန်ခဲ့ပါတယ်စစ်ခွေးတွေလွေ့ဆင်ပြီးတော့အထိနာသွားခဲ့တယ်ကျွန်တော်တို့ရန်သူရဲ့လက်နက်တွေကိုဝေရောက်ယူဖို့စူးစမ်းနေတဲ့အချိန်မှာပဲခမရ15တက်ကနေစစ်ကူကာဂျီ3စီးနဲ့လမ်းတစ်လျှောက်ပစ်ခတ်ပြီးမောင်းနေလာနေတယ်လို့သတင်းရတာနဲ့ကျွန်တော်တို့တွေတပ်ပြန်ဆုတ်ခဲ့ရတယ်ရန်သူတွေရဲ့လက်နက်တော့မရခဲ့ဘူး အခုလိုစစ်ကူလာနိုင်အောင်လို့သတင်းပေးဖို့တဲ့သတင်းပေးဒလန်နှအူးကိုလည်းဖမ်းဆီးနိုင်ခဲ့ပါတယ်အဲ့ဒီဒလန်နှအူးကိုတပ်ဆိုင်ရာနယ်မြေကအဖွဲ့များစီကိုရဲပြောင်းပေးပြီးပါပြီနယ်မြေကများရဲ့ပြောပြချက်အရာဂိတ်ကိုဝင်တိုက်မှုကြောင့်စစ်ခွေးပြူခွေးနဲ့ရဲခွေးရှစ်ကောင်တေဆုံးပြီးဆယ်ကောင်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။လယ်သိရွာကအုတ်ကြီးငမင်းဆိုတဲ့ကောင်ကတော့နေရပါတယ်ဘဝကူးသွားပြီးပြူပေါက်ကြီးကလည်းဒဏ်ရာရသွားတယ်လို့မြေညာခရိုင်တိုင်ရင်ခေါ်ဇီရိုပြောက်ကြတဖွဲ့ကဗိုလ်တပ်ကြီးကရှင်းပြထားပါတယ်။တော်လိုင်းတပ်များက ဝင်းရောက်တိုက်ခိုက်ခဲ့တဲ့မြင်းညာမျိုးနဲ့လက်အစ်ချေးပါစစ်စေးရေးဂိမ်းကမြင်းညာမျိုးအခြေစားခါလိုက်ရ15တက်ရင်းနဲ့နှစ်မိုင်ဝင်းကျင်သာကွာဝေးတယ်လို့သိရပါတယ်အလားတူပဲအော်တိုဘားလာ၄ရက်နေ့မနက်ပိုင်းမှာ0ပျောက်ကြားတပ်ဖွဲ့တရင်တဲ့မြင်းညာခရိုင်နဲ့မြင်းညာခရိုင်ပကဖားတို့ရဲ့ပူးပေါင်းစစ်ကြောင်းကမြင်းညာတောင်ဘက်မှာရှိတဲ့စစ်တပ်အထိုင်းစခန်းတစ်ခုကိုလည်းစီးနေတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းပလောမြို့နယ်ကြောက်စုစစ်စေးရိတ်ဂိတ်အနီးမှာအမှတ်၄ရပ်ကွက်အုပ်ချုပ်ရေးမှုစိုးဝင်နဲ့၎င်းရဲ့တပ်တော်ဆောင်၂ဦးတို့ကိုပြစ်ခတ်ရှင်းနေရ နှကောင်စလုံးတည်သွားပြီးတော့လက်နဲ့တက်လက်နဲ့ခဲရမ်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ23ရက်နေ့မနက်၈နာရီကပလောမျိုးအမတ်လေးရက်ကွက်မှာရှိတဲ့ကြောက်စုစစ်တပ်ဂိတ်အနီးမှာအမတ်လေးရက်ကွက်အုပ်ချုပ်ရင်းမှုစိုးဝင်နဲ့၎င်းရဲ့တပ်တော်သောစစ်သားတအုပ်တို့ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကပြစ်ခတ်ရှင်းလင်းခဲ့ရာနှစ်ဦးစလုံးတေသွားပြီးတော့ AK47 rifle တလက်ကြီးပေါက်တစ်ခုနဲ့7.62 G ခုနှစ်တောင်းကလေးကစားစရာပစ္စတိုတလက်ကလေးကစားစရာလက်ပြုံနှလုံးနဲ့ Vivo Fold အဆုပ်တစ်လုံးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။စိုက်ကယ်နဲ့ထွက်လာတဲ့အချိန်တွေ့ခတ်ရှင်းလင်းခဲ့တာပါ။တွေ့ခတ်ရှင်းလင်းတဲ့နေရာကအမှတ်၄ရပ်ကွက်ထဲမှာပဲကြောက်စုဂိတ်ဆိုတာကအမှတ်၄ရပ်ကွက်ထဲမှာပဲရှိတာပါ။ပြစ်ခတ်ရှင်းလင်းတဲ့အချိန်မှာစစ်ခွေးဂိတ်ကနေလက်ပြတာမျိုးမရှိပါဘူးလို့ဘိတ်ခရအမတ်တဲ့တိုင်ရင်ကတာဝန်ရှိသူကရှင်းပြထားပါဗျ။ဒေဆုံးသွားတဲ့စစ်ခွေးခန့်အုတ်ချုပ်ရင်းမှုစိုးဝေကပြည်သူလူထုအပေါ်လက်နက်အတုများနဲ့ချင်းချောက်ကငွေငယ်ချင်းစစ်မှုထမ်းအတဲအကျစူးစမ်းခြင်းနိုင်ထက်စီးနေပြုတ်ခြင်းမှုများကိုလှုံ့ဆော်နေတဲ့အတွက် မပြုတ်လို့ရအချင်းချင်းသတိပေးထားပါတော့လေလိုက်နာခြင်းမရှိတဲ့အတွက်ကြောင့်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်၎င်းတိုက်ခိုက်မှုကိုဗိခေယံအမတ်တေတယင်းနဲ့ကရရန်အမျိုးသားကာကွယ်ရေးတပ် KNDO ပူးပေါင်းမဟာမိတ်အဖွဲ့တို့ကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ်အရေးကြီးတဲ့ရင်ကတော့ရန်ကုန်နဲ့နေပြည်တော်မှာရှိတဲ့မြို့နယ်တချို့မှာမနေ့ကနိုဝင်ဘာလ၄ရက်နေ့ညပိုင်းမှာပန့်တကူကောက်ကြရင်ကနေရေမတော်တဆမှုဖြစ်လို့ထိခိုက်ဒဏ်ရာရရှိသူ15ဦးထက်မနေ့ရှိခဲ့တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မနေ့ကတဆောင်မုံလာပြည်များဖြစ်တဲ့နိုဝင်ဘာလ၄ရက်နေ့မှာရန်ကုန်နဲ့နေပြည်တော်ကလမ်းမတွေပေါ်မှာကားပေါ်ကနေပန့်တကူအလို့အဖြစ်နဲ့ပတ်စံတွေပြစ်ချတာကိုလိုက်ကောက်ကြရင်နဲ့ရင်တိုင်းမှုတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ဒဏ်ရာရရှိခဲ့တဲ့သူတွေကတော့ရန်ကုန်တိုင်းဒဂုံမြို့တဲ့အရှိပိုင်းဒဂုံမြို့တဲ့မြောက်ပိုင်းနဲ့ မြောက်ကလာပမြို့နယ်တို့မှာစစ်နက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့သူတို့ကိုမြောက်ကလာပဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့မြစ်တာတင်ကဟနာရေးကူညီမှုအသင်းကပြောကြားထားပါတယ်။အလားတူပဲနေပြည်တော်ပြည်မနာမြို့ပန်းခင်းမီးပွိုင်အနီးမှာနိုဝင်ဘာလ၄ရက်နေ့ညပိုင်းကအသက်၁၇နှစ်အရွယ်အမျိုးသမီးတဦးကားတိုက်ခံရပြီးတော့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်မနာမြို့လက်ပံခါလာကြီးွာမှာလဲပန်းတကူကောက်နေတဲ့အမျိုးသားတဦးနဲ့ ကိုရင်တပါးတို့လည်းစိုက်ကယ်တိုက်မိလို့ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ဒဏ်ရာရတဲ့သူတွေကိုဘိုးစေတနာပရဟိတအသင်းရဲ့လူနာတင်ကားနဲ့ပြည်မနာမြို့ဂရင်နေရာဆေးရုံကြီးနဲ့နေပြည်တော်ဂရင်တထောင်ဆေးရုံကြီးစီကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ဒဇောင်မုံလာတိညမှာရန်ကုန်အပါအဝင်နိုင်ငံတော်ကမြို့ကြီးတွေကလမ်းမာတွေပေါ်မှာပန်းတကူပစ်တဲ့သူတွေနဲ့ပန်းတကူလိုက်ောက်သူတွေအတော်လေးကိုများပြားခဲ့ကြအောင်ဂရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါင်းမြို့နယ်တရဖီကြီးွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့ပြည်သူ9ဦးကိုဖမ်းဆီးကာနေအိမ်များကိုမိရှို့ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ4ရက်နေ့မှာစိတ်ဖြူကပါစာ22ကနေထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကပေါင်းမြို့နယ်တရဖီကြီးွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတယ်လို့သိရပါတယ်။အဲဒီနောက်ပြည်သူ9ဦးကိုဖမ်းဆီးသွားကာနေအိမ်များကိုမိရှို့ဖျက်ဆီးသွားတယ်လို့ပြောပါတယ်။ စစ်တပ်ကအခုလိုမျိုးစစ်ကြောင်းထိုးလာတဲ့အတော့တရပီကြီးပါအပါဝင်ကြီးပါ၁၀ခုကပြည်သူတပေါင်းဝင်းကျင်ဟာဘေးလွတ်ရအောင်ထွက်ပြေးတိမ်းရှောင်နေရပြီးတော့လက်ရှိအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကဒီကြောက်ရွာစေစာရွာတဝိုက်မှာရှိနေတယ်လို့ပြောပါတယ်စစ်ခွေးတွေကစစ်ကြောင်းထိုးဝင်ရောက်လာပြီးတရပီကြီးပါကပြည်သူ9ဦးကိုဖမ်းသွားတယ်နောက်ထပ်အသေးစိတ်တော့မသိရသေးဘူးစစ်ခွေးစစ်ကြောင်းကစိတ်ဖြူကပ္ပစ22ကနေထွက်လာတဲ့စစ်ကြောင်းမှာ စေခွေးစေကြောင်းကကြေးရွာတွေရဲ့နေအိမ်တွေကိုမိရှုပ်သွားပါတယ်နေအိမ်၅လုံးထက်မင်းကိုရှုပ်သွားတာတရွာတည်းတည်းမဟုတ်ဘူးစေခွေးစေကြောင်းဝင်ရောက်လာတာကြောင့်ကြေးရွာဆယ်ရွာကျော်ကပြည်သူတထောင်ကျော်လောက်ဟာလက်ရှိချိန်ထိထွက်ပြေးတိမ်းရှောင်နေရတော့မယ်လို့ပေါင်းမြုံနယ်ကာကွယ်တပ်ဖွဲ့ကကိုလာရောင်ကအတည်ပြုပြောကြားထားပါတယ်ပေါင်းမြုံနယ်အတွင်းမှာစေခွေးစေကြောင်းများခွဲကပြည်သူများနေထိုင်တဲ့ကြေးရွာများကိုနေမျိုးဆုံးမနိုင်ရဲ့အတွက်ပြစ်ခတ်တပ်ဖြတ်မှုများမိရှုပ်မှုများလှုပ်ဆောင်ရရှိတယ်လို့သိရပါတယ် အော်ဒူဘလာ29ရက်နေ့ကလည်းစစ်တပ်ရဲ့ကပ္ပစာ22ကနေထွက်လာတဲ့တမ69လက်အောက်ခံတပ်ရင်း109 419 14လို့ပူးပေါင်းထားတဲ့အင်အား300ကျော်ပါတဲ့စစ်ကြောင်းဟာရိုးကြီးရွာအနောက်ဘက်မှာရှားပင်ရေရွာမိုးကောင်းချောင်းကအသက်30ကျော်အရွယ်ကိုရွှေမင်းနဲ့ ယိုကြီးရောရွာကအသက်40အရွယ်ကိုကျော်နိုင်ထိုးလို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့သိရပါဗါးနိုဝင်ဘာလ10ရက်နေ့မှာစေခွဲစစ်ကြောင်းတစ်ခုကချက်ကန်ရွာကနေတဆင့်ပင်အောင်ပြူစောတိရွာနဲ့ပြီးလို့ကွင်းရွာပြူစောတိရွာကိုစစ်ကြောင်းနဲ့ကြောင်းခွဲပြီးထွက်ခွာခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်နိုဝင်ဘာလ3ရက်နေ့မှာတော့အဲ့ဒီစေခွဲစစ်ကြောင်းကပြူစောတိများနဲ့ပူးပေါင်းကအင်အား900လောက်နဲ့စစ်ကြောင်း3ကြောင်းခွဲပြီးကျေးရွာများကိုထပ်မံစစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတယ်လို့သိရပါဗါး အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကြောင့်လက်ရှိချိန်မှာပေါမျိုးနယ်အတွင်းမှာရှိတဲ့ကျေးရွာ16ရွာကအိမ်တော်စုပေါင်း3000ကျော်ပြည်သူ12000ကျော်ဟာဘေးလွတ်ရာတောတောင်များအတွင်းကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အလှမယ်များကိုအော်ဟစ်ချိန်ပေါင်းကလေးစားမှုမရှိတဲ့အပြုတ်မှုများကြောင့်ခိုင်းနိုင်ငံမှာကျင်းပနေတဲ့84ချိန်မြောက် Miss Universe ပြိုင်ပွဲရဲ့တာဝန်ရှိသူဥက္ကဋ္ဌ Nawad ကို Miss Universe Organization ရဲ့ပူးတွဲပိုင်ရှင်ရာဦးက တာဝန်များကနေဖယ်ရှားလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ဆီကိုအလမဲနဲ့အငင်းပေါင်းမှုဖြစ်ပွားပြီးတဲ့နောက်အလမဲများအားလုံးကိုအော်ဟစ်ချိန်ပေါင်းခဲ့တဲ့နဝတ်ဟာအာနာကိုအလွဲသုံးစားလုပ်ပြီးတော့အလမဲများအပေါ်ရိုင်းဆိုင်စွာပြုတ်မှုခြင်းကြောင့်84ချိန်မြောက်မဲဆက်ကြဝလာ2025ပြိုင်ပွဲမှာဝင်ရောက်ဆွတ်ဖတ်ခွင့်အားကန့်တတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။ မင်းစုနေဗတ်2025ပြိုင်ပွဲကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမှာဖြစ်ပြီးတော့နိုင်ငံပေါင်း122နိုင်ငံကအလမေနဲ့ရောက်ရှိနေကြပြီးတော့အလမေအချို့ကို NUO ကတရားမဝင်လောင်ကစားအတွာစောညာရိုက်ကူးနေတယ်ဆိုပြီးတော့သတင်းပေးချက်တွေကြောင့်ထိုင်းရဲတပ်ဖွဲ့ကဘန်ကောက်မှာရှိတဲ့ NUO ကိုဝင်ရောက်စီးနှင်းစစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့သိရပါတယ်။နဝတ်ဟာလည်းရဲစခန်းမှာခေါ်ယူစစ်ဆေးခံရပြီးတဲ့နောက် NUO ပူးတွဲပိုင်ရှင်ရာဦးနဲ့ အခြေအတင်စကားများရန်ဖစ်ခဲ့ကြသလိုမနေ့ကညနေပိုင်းမှာလေအလမဲရီကိုခေါ်ယူတွေ့ဆုံခဲ့ကထိုင်းရဲ့ဝင်စီးချင်းနဲ့ပတ်သက်ပြီးတော့ပြောကြားနေတဲ့အချိန်နောက်ဝက်နဲ့မက္ဆီကိုအလမဲအကြားမှာအငင်းပွားမှုစတင်ခဲ့တယ်လို့သိရပါဗျ။မက္ဆီကိုအလမဲဟာခန်းမာတွေကနေထွက်ခွာသွားပြီးတဲ့နောက်2024 Miss Universe တရဖူပိုင်ရှင်ဒိမတ်အလမဲ Victoria ကလည်း ထမှန်ပြီးတော့ထွက်သွားတဲ့အတွာခမ်းမထဲမှာရှိတဲ့အလမဲများအားလုံးထွက်ခွာရန်ပြင်ဆင်နေတဲ့အချိန်နဝထအလမဲများကို လုံခြုံရေးကိုခေါ်ကအော်ဟစ်ချိန်မောင်ပြောဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်း 你们能看住能看住的二楼，被俺们保安给围住了。啊 <noise>，这边是阿娜先生的手机，然后刚才嘞，俺们人手留了人家娃子，喵。